မင်္ဂလာပါရှင် MB ရဲ့တနေ့တိုင်းအများမြင်တဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့အစီအစဉ်32မှုဝင်ကျဲပါ။ကလေးမျိုးပေါ်ကနေချင်းမြင့်နယ်ဘက်ကိုစစ်ကြောင်းထုတ်လာတဲ့ဆိုးဆူတက်နဲ့တော်လင်းအင်အားစုတွေကြားတီးတိမ်မျိုးနဲ့ကလေးတီးတိမ်ကားလမ်းမှာဒီကနေ့မနေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံသတင်းမြစ်တွေက MB ကိုပြောပါရစေ။ဆိုးဆူတက်တွေဟာမေလ20ရက်မနေ့ကကလေးမျိုးပေါ်ကနေကားစီး15စီးကျော်အသုံးပြုပြီးနန်းနမိတ်ချင်းထိစပ်နေတဲ့တီးတိမ်မျိုးနယ်ဘက်ကို အင်အားအလုံးအင်းနဲ့စစ်ကြောင်းထုံးဝင်ရောက်လာတာဖြစ်ပြီးကလေးတီးတိန်ကလန်၊မွာပီ၊ထိန်စိန်အနီးမှာချင်းတော်လန်ရေးတပ်တွေနဲ့နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံတူကပြောပါတယ်။အခုလိုစောစုကအင်အားအလုံးအင်းနဲ့စစ်ကြောင်းထုံးဝင်ရောက်လာတာဟာအခုနှစ်တွင်ပထမဆုံးချိန်ဝင်ရောက်လာတာဖြစ်တဲ့ဆိုရနဲ့စစ်ကြောင်းထုံးဝင်ရောက်လာတဲ့ကလန်မကြီးတခြားကို drone နှစ်စီးအသုံးပြုထောက်လန်းတာတွေပြုလုပ်နေပါတယ်။စောစုကအင်အားသုံးစစ်ကြောင်းထုံးဝင်ရောက်လာတာကြောင့် ကလေးတီးတိမ်လမ်းမကြီးပေးမှရှိတဲ့မွာပီးဟိန်စိခိုင်ကန်းချင်းစံတိုင်ငင်းကျေးရွာကဒေသခံတွေတောထောင်အတွင်းထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့စစ်ရှောင်တွေကိုအကူအညီပေးနေတဲ့စီဒီယန်ကျောင်းဆရာမတူကပြောပါတယ်ဒီတိုင်မျိုးနဲ့အတွင်းတိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီးချင်းတော်လည်ရေးတပ်တွေနဲ့စိုးစုတပ်တွေဘက်ကတော့တစုံတရာထုတ်ပြန်ထားတာမရှိသေးပါဘူး။ မြန်မာအိန္ဒိယနယ်စပ်တမူးမြို့နယ်မှာစကန်ပြောင်းရှိတဲ့တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပရဲဘော်စဲဦးကိုအိန္ဒိယစစ်တပ်ကဖမ်းဆီးကာနှိပ်စက်တပ်ဖြတ်ခဲ့တာဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့အမျိုးသားညီရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကမနေ့ကညပိုင်းမှာအတည်ပြုထုတ်ပြန်ပါတယ်။မေလ23ရက်ကအိန္ဒိယမြန်မာနယ်စပ်အနီးမှာတမူးခရိုင်ပကပရဲဘော်စဲဦးကိုအိန္ဒိယစစ်တပ်ကဖမ်းဆီးသွားပြီးတဲ့နောက်မြန်မာနှိပ်စက်တပ်ဖြတ်ကာမေလ16ရက်မှာအလောင်းတွေကိုမြန်မာဘက် ပြန်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ဒေသခံသတင်းမြစ်က MPB ကပြောပါရယ်အဆိုပါပကပရဲဘော်စဲဦးမှာအိန္ဒိယနိုင်ငံဘက်ဆက်မှထိုက်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကကြာဆုံးခြင်းမဟုတ်ပဲယာယီစကန်ပြောင်းရွှေ့မှုကိုသတင်းကြိုတင်ပေးပို့ထားတဲ့ကြားကပဲအာသဲရိုင်ဖယ်တပ်ဖွဲ့ကအကြောင်းပြချက်ခိုင်လုံစွာမရှိပဲဖမ်းဆီးခေါ်ဆောင်နှက်ဆက်တပ်ဖြတ်တာခံရတာဖြစ်တယ်လို့ UNG နိုင်ငံသားယုံကြည်ဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါရယ် ဒါကြောင့်ပကဘာရဲဘော်စဲဦးကိုအိန္ဒိယကတပ်ဖြတ်ခဲ့မှုနဲ့ပတ်သက်ပြီးအမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးဖို့အပအဝင်အချက်၅ချက်ကိုလည်းအန်ယူဂျီကတောင်းဆိုထားပါတယ်။အဲ့ဒီအချက်၅ချက်ထဲမှာအမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်ပေးဖို့အိန္ဒိယကိုစန့်ကျင်တိုက်ခိုက်နေသူတွေမဟုတ်တာကိုသိရှိပါလျက်ရက်ဆက်စွာတပ်ဖြတ်တဲ့အပေါ်တာဝန်ယူမှုရှိစွာနဲ့စုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူဖြေရှင်းပေးနိုင်ဖို့ နင့်နာသူတွေအတွက်တာဝန်ယူဆောင်ရွက်ပေးပြီးနင့်နာသူမိသားစုတွေကိုနင့်နာကျေးပေးဆောင်ဖို့နောက်မှအလားတူကိစ္စရပ်တွေမဖြစ်စေအတွက်စီမံဆောင်ရွက်ပေးဖို့ဆိုတာနဲ့နှစ်နိုင်ငံနေချာစင်းညှိနှိုင်းမှုမပြီးပြတ်သေးတဲ့ကာလမှာတစ်ဖက်သက်ခြံစည်းရိုးခတ်တာကိုယာယီရဆိုင်ထားဖို့နဲ့အခုလိုဖြစ်စဉ်တွေကိုရှောင်လွှဲဖို့ပါဝင်ပါတယ်။ ဒါပြင်မြန်မာနိုင်ငံသားတွေနေဆက်ဒေသမှာရှိတဲ့တော်လန်အင်အားစုတွေအနေနဲ့လည်းနှစ်နိုင်ငံချစ်စီရေးကိုပြပြားစေမဲ့ကိစ္စရပ်တွေမလုံဆောင်ကြဖို့မြေတားရခန့်ကြောင်းလည်း UNG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ AP လဆန်းကအာနာသိန်းစကောင်းဆောင်မင်းအောင်လိုင်းနဲ့အိန္ဒိယဝန်ကြီးချုပ်တို့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာထိုင်းဝန်ကြီးချုပ်ဟောင်းရဲ့စီစဉ်ပေးမှုနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်အခုလိုတော်လန်ရဲဘော်တွေကိုအိန္ဒိယ၁၇ရက်ဖမ်းဆီးတပ်ဖြတ်မှုပေါ်ပေါက်လာတာဖြစ်ပါတယ်။ စကိုင်းနိုင်ကမ်လူနယ်ကောလဲနယ်တွေကရာလေးရွာကိုစုံစုကမေလ22ရက်ဒီကနေ့နေ့လယ်7နာရီကျော်ကစပြီးတော့ဇက်တိုက်ဆိုသလိုဝိုင်တွဲလေရင်နဲ့ဘုံလုံးရေ40ကျော်ကြက်ချတက်ဖြတ်ခဲ့တယ်လို့ကောလဲမြို့နယ်တွင်သတင်းတွေကိုဖော်ပြပေးနေတဲ့ကောလဲ info အဖွဲ့တာဝန်ရှိသူတူကပြောပါရယ်စုံစုကြဲချတဲ့ဘုံကြောင့်အမျိုးသား2ဦးသေဆုံးကဒဏ်ရာအပြင်းထန်ရရှိခဲ့တဲ့အမျိုးသမီးတူဦးမှလည်းအသက်အန္တရာယ်ဆိုရင်ရတဲ့အခြေအနေရှိတယ်လို့သူကပြောပါရယ် ိုးစွာကမ်မလူနယ်တွေကတင်တော်ကျေးရွာကိုလင်းနယ်တွေကပေါ့စင်ကုန်းကန်ကြီးနဲ့ဇော်ချောင်းကျေးရွာတွေအပေါ်ရင်ကမ်မလူနယ်ကိုလင်းနယ်နေရာအနှံ့ကိုဘုံလုံး40ခန့်ကျဲချတိုက်ခိုက်သွားတာဖြစ်ပြီးလက်တလုံးမှာနေရင်အဆောင်ထိခိုက်ပျက်စီးမှုနဲ့လူထိခိုက်ဒေဆုံးမှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။ပြီးခဲ့တဲ့မေလ၁၆ရက်ကလည်းစုံစုအင်အား200ကျော်နဲ့ကမ်မလူနယ်မြောက်ချမ်း900ဘူတိုက်နယ်တင်တော်ရွာကိုဝင်ရောက်တဆွဲထားလို့ တရွာလုံးထွက်ပြေးတိမ်းရှောင်နေကြပြီးဖမ်းဆီးခံရတဲ့ဒေသခံတွေလည်းရှိတယ်လို့ calling info ကဆိုပါတယ်။မကွေးတိုင်းမြိုင်နယ်အနောက်ပိုင်းဗဟင်းကြီးရွာကိုစစ်အုပ်စုကလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တော်လိုင်းရဲဘော်၃ဦးပါဝင်6ဦးသေဆုံးခဲ့တယ်လို့ဒေသခံသတင်းမြစ်က MP ကိုပြောပါရတယ်။စစ်အုပ်စုကအဆိုပါကြီးရွာကိုမေလ20ရက်မနေ့ကညနေပိုင်းမှာ ဂျက်ဖိုက်တာအမျိုးအစားလေးနဲ့ခံမှန်းပေါင်300ပုံကျဲချတိုက်ခိုက်တာကြောင့်ထမင်းဆိုင်မှာထမင်းစားနေတဲ့တော်လန်ရဲဘော်၃ဦးနဲ့ပြည်သူ၃ဦးတို့ထိမှန်တည်ဆုံခဲ့တာဖြစ်တယ်လို့ဒေသခံပြည်သူတဦးကပြောပါရယ်။ရင်းမပင်ခရိုင်တရင်ဆက်နှစ်ကရဲဘော်၃ဦးဟာမြိုင်နယ်ထဲကိုခီးသွားရင်ရောက်လာခဲ့ရကအခုလိုကြာဆုံးခဲ့ရတာလည်းဖြစ်ပါရယ်။စိုးစွားကြေးရွာတွေကိုညနေပိုင်းမှာဘုံကျဲပြီးနောက်ဂျက်ဖိုက်တာကိုဇက်တိုက်ပြန်တန်းနေရကြောင်းဗဟင်းကျေးရွာကပြည်သူတွေ ရွာထဲမနေရဲပဲနေဆက်ရနေရာတွေမှာညအိတ်နေရတယ်လို့ဆိုပါတယ်။ဆိုဆိုကမေလ19ရက်ညပိုင်းကလည်းညိုင်နယ်တွေကကျင်းရတွေကို လေးချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။စကိုင်းတိုင်းစလင်းကြီးမြို့နယ်လပတောင်းတောင်မှာကျင်းလူတူးနေတဲ့တရုတ်တွေကိုဂိမ်းဆောင်လမ်းရှင်းပေးနေရတဲ့ဆိုးစုကအနီးနားကကျေးရွာတွေကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်လို့ ဂုံတော်ကြည်ရွာတဲ့ကြာရောက်ပောက်ကွဲကနေတလုံးမီးလောင်ပျက်စီးသွားတယ်လို့ဒေသခံတွေက MP ကိုပြောပါတယ်။မေလ20ရက်ကဆလင်းကြီးနယ်တရုတ်ပိုင်ဝမ်ပေါင်းကျင်းနီစီမံကိန်းတွင်ကကျေးပြားတဲ့ဂါရီကိုဂိတ်ဆောင်ပေးနေရတဲ့စုစုကလက်နက်ကြီးနဲ့ရန်ကားပစ်ခတ်ခဲ့တာပါ။တရုတ်ကျင်းနီတဲ့ဂါရီကိုသွာလာနိုင်အောင်စုစုကမေလ20ရက်မနက်9:00ကစတင်ကမွန်ရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကကနေ တံပြားကကာနစီနဲ့ချင်းတွင်းမြစ်ကိုဖျက်လာပြီးတဲ့နောက်အောင်စီရမြို့တစ်ကနေမြောက်ရမားတရားအထိကင်းချခဲ့ပါတယ်။ဒါအပြင်တရုတ်ပိုင်မြန်မာဝန်ပေါင်းမြန်မာရန်စီကုမ္ပဏီတွေကဂိတ်အဆောင်ချထားတဲ့စုပ်စုအင်အားတရာခန့်ကိုလည်းမြောက်ရမားတရားတောင်ဘက်ကနေလေဗရောင်းတောင်ကျင်းနီစီမံကိန်းတွေကင်းချလုံခြုံယူပေးခဲ့တယ်လို့လည်းဆိုပါတယ်။အဲ့ဒီလိုဆိုစုကတရုတ်ကိုဂိတ်ဆောင်ပေးရင်လမ်းတလျှောက်ကျေးရွာတွေကိုလက်နက်ကြီးနဲ့ရန်ကားပစ်ခတ်တာ လူမြင်ဖန်းစည်းငွေညက်တာစိတ်ထင်တိုင်းပြက်ကတ်တက်ဖြတ်တာကျေးရရတဲ့စင်းနေဝင်မွေလူရက်တာတွေလှုပ်လေရှိလို့တရုတ်ကျင်းနေတဲ့ကားတွေသွားလာတိုင်းပြည်သူတွေရွာထဲမနေရပဲထွက်ပြေးရလေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။တရုတ်တွေကိုဂိတ်ဆောင်ပေးရတဲ့စိုးစုကပြည်သူတွေကိုတစားကန်လူသားတိုင်းကအဖြစ်ဖန်းစည်းပြီးမိုင်းငွေနေတဲ့ခေါ်ဆောင်သွားကကျင်းနေတဲ့ကားတွေသွားလာပြီးမှပြန်လှပေးလေရှိတယ်လို့လည်းဆိုပါတယ်။စာနာသိမ်းပြီးတဲ့နောက်ပိုင်းကျင်းနေတူးတဲ့တရုတ်တွေကို ဂိတ်ဆောင်ပေးရတဲ့စိုးစုကအနေဝန်းကျင်ကပြည်သူတွေကိုထင်နိုင်ကျဲရန်ကတက်ဖြတ်နေပြီးလက်နက်ကြီးနဲ့ထူသက်လို့တေဆုံးသူ6ဦးနဲ့ဖမ်းဆီးတက်ဖြတ်ခံရသူ20နီးပါးရှိပါတယ်မန္တလေးမြို့မှာမေလ20ရက်ညတကောင်အချိန်မိုးရွာသွန်းပြီးရနောက်မဟာအောင်မြင်မြို့နယ်89လမ်းမှာရှိတဲ့ငလင်တန်ဒီသုံးထက်ခွဲတိုက်ထပ်မံပြိုကျလို့အနည်းဝန်းကျင်နေထိုင်သူတွေချက်ချင်းထွက်ပြေးရွှေ့ပြောင်းကြရတယ်လို့သတင်းရရှိပါရတယ်။ မဟာအောင်မြင်မြို့နယ်ပဲပုံတန်းရဲ့89လမ်း36လမ်းနဲ့38လမ်းကြားမှာရှိတဲ့ငလင်တန်းကြောင့်ပြိုကျနေတဲ့အဆောင်အုံမေလ22ရက်ဒီကနေ့မနက်9နာရီကျော်အချိန်မှာမိုးရွာပြီးတဲ့နောက်ထပ်မံပြိုကျခဲ့တာဖြစ်ပြီးအနီးအနားပတ်ဝန်းကျင်မှာရှိတဲ့လူနေအိမ်တွေကလူတွေပစ္စည်းတွေကိုဖယ်ထုတ်ကဘေးကင်းရရွှေပြောင်းကူညီပေးခဲ့တယ်လို့ကူညီရေးလှုပ်ဆောင်ပေးခဲ့တဲ့မနီဆလလူမှုကူညီရေးအသင်းမန္တလေးကဖော်ပြပါဗျာ။ မနေ့ကညတကောင်အချိန်လောက်မှာမန္တလေးမှာမိုးသည်တန့်ရွာသွန်းပြီးရတော့လေကျန်းတွေတိုက်ခတ်ခဲ့သလိုညစ်စင်မီကလည်းပြတ်တောက်နေရကြောင်းစိုးရင်ကြောက်ရွံ့စိတ်နဲ့မအိမ်ရဲပဲငုတ်တုတ်ထိုင်နေကြရတယ်လို့မဟာအောင်မြင်မြို့နယ်မှာနေထိုင်သူတို့ကပြောပါရယ်မလာ၂၈ရက်ကစကိုင်းမြို့အနေဘိုးဘိုးပြုလုပ်ခဲ့တဲ့ Richter scale 9.9အလွန်ပြင်းအားရှိတဲ့ငလင်ကြောင့်မန္တလေးမြို့ပေါ်ကအဆောင်အအများအပြားပြိုကျပျက်စီးကတေဆုံးမှုတွေထောင်ချီရှိခဲ့ပါတယ်။ မလာ၂၈ရက်နောက်ပိုင်းနောက်ဆက်တွဲငလင်းငယ်တွေအကြံရရာနဲ့ချီကထပ်မံလှုပ်ခတ်ခဲ့သလိုအဲ့ဒီနောက်ဆက်တွဲငလင်းနဲ့မိုးရွာသွန်းမှုတွေကြောင့်ငလင်းတန်းဒီအဆောင်တွေထပ်မံပြိုကျတာတွေလည်းဇက်တိုက်ဖြစ်ပွားခဲ့ပါတယ်။မေလ၄ရက်ကလည်းမန္တလေးမှာမိုးရွာသွန်းပြီးရနောက်အောင်မြေသာဆန်မြို့နယ်၅လမ်းနဲ့၈၂လမ်းကငလင်းတန်းဒီ၈ထပ်တိုက်အဆောင်ပြိုကျခဲ့ပါသေးတယ်။ ငလင်တန်းတန်ပြီးနှလာနေပါကြာမြင့်တဲ့မန္တလေးမြို့ကငလင်တန်းတဲ့အဆောင်တွေအောင်ပိတ်မိတည်ဆုံတဲ့အလောင်းတွေထုတ်ယူလို့မပြီးသေးသလိုအဆောင်အပြူအပြက်တွေကို စနစ်တကျဖယ်ရှားရှင်းလင်းနိုင်တာလည်းမရှိသေးပါဘူး။သကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငရီဆက်လက်လှုပ်ခတ်နိုင်ခြင်းရှိလို့ငလင်ပင်းဆောင်ရဲ့ရှောင်းရဲ့သတိပြုရန်တွေကိုဂရုပြုနေထိုင်ကြဖို့ပညာရှင်တွေကအသိပေးတိုက်တွန်းထားပါဗျ။ လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရခြင်းနေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရီချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဦးကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ